Arsenal Finance ကိုနားလည်လေငွေကြေးဆိုင်ရာလုံခြုံမှုပိုရှိလေဖြစ်ပါတယ်။အားလုံးမင်္ဂလာပါ။ဒီနေ့မှာတော့ကျွန်တော်က Master Your Money စာအုပ်ထဲကစောင်းမလေးတစ်ပုဒ်အကြောင်းနဲ့ပြောပြပေးခြင်းပါ။ လူတယောက်ရဲ့ဘဝခြေနေကသူ့ရဲ့မျိုးရိုးသူ့ရဲ့မိသားစုအတိုင်းဝိုင်းနဲ့အားဆိုင်နေဆိုပြီးတော့ကျွန်တော်ရှေ့မှာလည်းပြောခဲ့တာတွေရှိတယ်ပေါ့နော်မျိုးရိုးလိုက်ချမ်းသာကြွယ်ဝတာတွေရှိတယ်မျိုးရိုးလိုက်ပညာတက်တယ်တချို့ဆိုမျိုးရိုးလိုက်အားသာထူကျွမ်းတာတွေရှိတယ်ပေါ့နော်ဆိုတော့လူတယောက်ချမ်းသာခြင်းဆင်းရဲခြင်းကသူ့ရဲ့မိဘဆွေမျိုးအတိုင်းဝိုင်းနဲ့လည်းအားဆိုင်နေပေါ့နော်သူသဖြင့်တော့ငွေကြေးရင်းနှီးထောက်ပံ့နိုင်တာမထောက်ပံ့နိုင်တာငွေကြေးစပို့ပေးနိုင်တာတော့ကျွန်တော်အထွေထွေပြောစရာမလို ပေါ့အဲ့ထက်ပိုပြီးအရေးကြီးတာက financial literacy ကိုကျွန်တော်တို့ကလက်ဆင့်ကမ်းနိုင်တာဖြစ်ပါတယ်။ဟောတချို့မိသားစုတွေမှာဆိုရှိတယ်။သားသမီးငယ်ငယ်တွေကသူ့ကိုငွေကြေးဆိုင်ရာအသိပညာတွေပေးတယ်။ငွေကြေးဆိုင်ရာစီမံခန့်ခွဲမှုအတွေ့အကြုံတွေလုပ်ပေးတယ်။ဒါမျိုးတွေကျွန်တော်တို့ရှိတယ်။တချို့မိသားစုတွေမှာဆိုဒါမျိုးအများကြီးရှိတယ်။သားသမီးငယ်ငယ်တွေကသူကမိဘရဲ့စီးပွားလုပ်ငန်းမှာဝိုင်းကူလုပ်တယ်။ဟိုမှာဈေးအောင်လဲဆိုလို့ချင်းသူကဈေးကူရောင်းပေးတာရှိတယ်။သူငွေကြေးနဲ့ပတ်သက်လို့စော်စီနားလဲတယ်။ငွေဘယ်လိုရှားမလဲသူသိတယ်။ငွေကြေးစီမံခန့်ခွဲမှုအတွေ့အကြုံကောင်းကောင်းရတယ်။ဆိုတော့သူအရွယ်ရောက်လာတဲ့ချိန်မှာသူ့ကိုယ်ပိုင်လုပ်ငန်းသူစော်စီထောင်နိုင်တယ်။ ူကအဲ့လိုနဲ့ပဲဒီ financial independence financial freedom ရှိတဲ့အခြေအနေသူစောစီးတိဆောက်နိုင်တယ်။တာမမီသားစုအများစုမှကြတော့ငယ်ငယ်ကလေးကတောင်းစာကိုတေချာကြက်ပညာကောင်းကောင်းသင်ဝတ္ထုကောင်းကောင်းရအောင်လုပ်တေချာတဲ့စိတ်ချရတဲ့အလုပ်တစ်ခုရအောင်ရှာတချို့ဆိုရှိတယ်ကျွန်တော်တို့ပင်စင်လေးရလို့ရှင်တော်ပါပြီလေးကျင်းတ်ပါပြီလေးဆိုဒီလိုမျိုးခံယူချက်တွေတောင်ရှိတယ်ပေါ့ဒါကြောင့်မို့ကျွန်တော်တို့ကကိုယ့်ရဲ့ငွေကြေးဆိုင်ရာအစင်းမှုချမ်းသာမှုကိုယ့်ရဲ့မိသားစုမျိုးနဲ့လည်းအများကြီးဆိုင်ပါတယ်သူတစ်ဖြစ်တော့ financial literacy ဘလောက်ပေးနိုင်လဲပေါ့ အများကြီးမှုတည်တာဖြစ်ပါတယ်ဆိုတော့ကိုကကိုရဲ့မိဘဆွေမျိုးတိုင်ဝိုင်းစီက financial literacy ကိုကျွန်တော်တို့ lesson ကံကိုကောင်းကောင်းမရခဲ့ဘူးဆိုရင်တော့ကိုဘကိုလှုပ်ယူလို့ရပါတယ်ဘယ်လိုလုပ်လို့ရလဲဆိုတော့ကျွန်တော်တို့စာအုပ်တွေဖတ်လို့ရတယ်သင်တန်းတွေတက်လို့ရတယ်တချို့တွန့်ကျင်တဲ့အကြံဉာဏ်ကောင်းပေးနိုင်တဲ့ဆရာသမားတွေစီမှာချင်းကပ်ပြီးလေ့လာလို့ရတယ်ကိုရဲ့အတွေ့အကြုံကနေသင်ယူလို့ရတယ်ပေါ့နော်ဆိုတော့အရေးကြီးတာက personal finance ကိုနားလည်လေငွေကြေးဆိုင်ရာလုံခြုံရေးစေချာမှုအရှိနေဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်